ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ Clip for Freedom YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုံမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်စာရေးဆရာကိုရွှေဒေါသဤဟာသဝိတုတို့ဘုတ်ဖြစ်တဲ့ပြောရရင်ဩချသွားမယ်ဆိုတဲ့ဟာသဝိတုစာအုပ်ကိုအပိုင်း၅အနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နေအတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါအောင်ခင်ဗျာ လိုလိုဒီဟာလိုလိုအေယော်ရီဤမြေကအေးမြကြည်လင်ဤလောက်သုံးရီလဲချိုလှပါပြီမြေကမ်းပါတွင် နေထိုင်ကြသူတွေအဖို့လောက်သုံးရီကိုမြေကမ်းပါသို့ဆင်း၍ခတ်ကြဤနွားလေတို့ဖြင့်ရေစီတိုက်ကြဤတတ်မှတ်ထားသောရေချိုးစိမ့်၌အဝိရှောဖွဲ့သူရှောဖွဲ့ရေကူးသူကူးဖြင့်တကယ့်ကိုစီစီကားကားထိုပြင်တဝအစောပါအေယော်ရီမြေပြင်ဤရင်ဝင်ထဲ၌ငတန်သိနှုံမအစအေယာမငါးကြီးအထိရေချိုးငါးအစုံစုံတို့မှာ ခေါလုံပြောပါလျက်ရှိကြ၏ဒီအတွက်အသိဉာဏ်ကိုအသုံးချရသောလူသားတို့ကပိုက်ကွင်ပြည့်၍၎င်းပိုက်ချ၍၎င်းပိုက်တန်း၍၎င်းကြာပဇတ်ထောင်၍၎င်းနိဗျူဟာအမျိုးမျိုးဖြင့်ဖန်ယူကြပါတော်လဲမြေတွင်ရှိလူသားတို့ရိတ်ခါများမှကုန်ခန့်မသွားကြတဖန်ဘူပြင်း၆ရက်သောနွေရာသီရောက်လျင်အေယာဝရီမြေမှရေတို့အားကုဘုဒါဆက်ပြင်းစုတ်တင်လျက်နွေစဘာများကောင်ပဲတိနံများဟင်းဒီဟင်းရွက်များကိုပါစိုက်ပျိုးနိုင်သည် ဒါရမက မြေကြောင်ပြောင်းရွှေ့၍ဩဇာမြေစီကောင်းမွန်လာသောမြေနုကျွန်းများပေါ်ထွန်းလာလျင်ကိုင်းခရမ်းခြင်းပြောင်းငရုတ်ပဲအမျိုးမျိုးတို့ကိုလည်းစိုက်ပျိုးနိုင်သေးရာဧရာဝတီမြေကြီးဤကျေးဇူးကားကြီးမားလာပေစွာဟုကောက်ချက်ချလိုက်ရပါသည်တကုတော့ရှိသည်မုံတိုင်းတွေထန်သောချောင်းရီရှံ၍ကံရီကျိုးယုံမကမြေရီပါတိုးသောမိုးရင်ကာလတမယရောက်လျင်ဧရာဝတီသည်အနုအလာတို့ဖြင့်ဝေစာမိနွဲ့မနေတော့ပဲအရင်စိတ်တွေပေါ်လာတတ်ပြီး တေတံကံပါမြေကံပါတို့ကိုပိုက်စားသွားရ၏ခိုင်ခန့်သည်ဟုထင်ရသောဓာတမန်တို့ကိုရေလိုက်တဘိုးတို့ဖြင့်ကြိုးပေါအောင်ရိုက်ချိုးဖိတ်ချသွားရ၏မြေတို့၏မာယာက နားလေရခက်လာပါကလားခုကြတော့လေဧရာဝတီသည်ရေပြာကြီးလဲ၍နဘသောကံဇတ်တို့ကိုဝေစာမိနှဲ့နေပြန်သည် ချက်ဆိုသည်ကြောက်စွန်းတခုသို့အသာကလေးတုတ်ကဲသွားလိုက်၏မွေးကလေးကဧရာဝတီမြေနဘေးမှနေခဲ့သူမှု ရေကူးခြင်းရေငုပ်ခြင်းကိုပေါ်ခြင်းအတတ်ပညာတို့မှချက်စုအတွက်တမြောက်ခဲလေပြီးသောပညာရည်များပင်ဟာဟိုကြောက်စွန်းမှာဗဇဏုတ်ကြားကြီးတကောင်ရေမော်ရီဆောက်လို့ပါကလားအကြည့်ကိုလင်းလင်းထား၍ကြောက်စွန်းအပါသို့ဒုက္ခသွားပြီးစကနေဖမ်းဆုပ်လိုက်သည်ဟာမိပြီတကောင်ဟင်ဟိုမှာလဲတကောင်ကြောင်သမားကိုပါထွန်းတို့ကိုရင်မွေးတို့ညွန်လိုက်ဒီမှာတကယ်လဲဟုတ်သည်တို့ဖြင့်ဟိုဟိုဒီဒီလက်ပတ်ရှာပွေရင်းမှ လက်ကဝဲမရှိတဲ့ရှိပဇွန်တို့သုံးကောင်ရလိုက်သည်နောက်ထပ်ရှာဝေကြည်သေးသည်ကံမလိုက်လို့လားမပြောတာဒီပဇွန်တို့သုံးကောင်နဲ့သာနေထိုင်ရတော့မည်လေထို့ကြောင့်ပင်ရေကိုတဝါကြီးကုပြစ်လိုက်ကုယုံနဲ့အမရရေအောက်ထိတိုင်းသူငုတ်လိုက်ပြန်သည်ဤတွင်မမြော်လင်ပဲကြောက်ချောင်းရှိရှိတချောင်းကိုရလိုက်၍အထူးဆန်းသဘောနဲ့ဆွဲယူလိုက်သည်ဟာပုံစံကြီးကလည်းငြိုးကြွေလိုလိုဟူဟာလိုလိုနဲ့ကွာ သူနှင့်အတူရေအောက်မှပါလာသောကြောက်ချောင်းရှည်ကြီးကိုကြည့်လျက်ရေကျင်စရာဖြစ်သွားသည်ကနဦးရေထဲသို့ပြန်ပြစ်ချရန်စိတ်ကူးလိုက်သေးသည်ဟိုးမပြစ်တော့ပါဘူးလေဆရာကိုလောက်အောင်ကိုလက်ဆောင်ဖြစ်ပေးပြီးနောက်ရတော့မှာပဲနေလုံးကြီးကဝင်သွားပြီးဖြစ်ဒီကတကြောင်းညနေစာမြည်ဖို့ပြေဆုံးပြေကတကြောင်းရေကိုလည်းတဝါကြီးကူးခဲ့ပြီးပြေကတကြောင်းတို့ကြောင့်ချက်စုလည်းကံဘက်စီတို့ပလက်ကူလာခဲ့လေတော့သည် ။ဆန်းရှိန်တို့ငိမ့်ချံကပီးမှာဖြင့်ကျောင်းဆရာတို့ရောက်ကြပြီပြီ။လာကထိုးရဖြစ်သည်ဖြင့်ယမကာအတွက်ကျောင်းဆရာတို့ကတာဝန်ယူကြသည်။အမီးကတော့ရှယ်။ဆန်းရှိန်ကြီးသုံးကောင်စလုံးကို အခွင့်နွားမယ်။ရှောက်ရည်ညှစ်ပြီးကျက်သွင်းဒီအကွင်းအကွင်းလှီးလို့အစိမ့်တို့တုတ်ကွာ။ရတဲ့ချက်စု ရှယ်တုတ်ပြီးမယ်။ဆန်းရှင်တို့ငိမ့်ချံကပီးသည်အပူနှင့်အေးရောင်းသော စားသောဆိုင်ဖြစ်လင်ကစားယမကဆိုင်မဟုတ်တို့ရာတွင်ကျောင်းဆရာတို့အေးအေးလူလူပြောကောင်းဆိုကောင်းအောင် ဆိုင်အတွင်းဒေါင်ခွဲရာတွင်စီစဉ်ပေးထားသည် ရေခဲနှင့်နှစ်သက်ရာအချိုရေရသည်ရေစရာသောစရာတို့ပြောကြဆိုကြသည်မှာပါဟောဟောရန်ရန်တော်တော်သွမ်းသွမ်းမရှိ၍လဲဆိုင်ရှင်ဖြစ်သောဆိုင်ရှင်ဤမိခင်ကြီးဒေါ်တင်ကကြည်ပြူစွာခွင့်ပြုပေးထားသည်ဆရာလေးရေမြင့်ကဝီစကီ၄တောင်တစ်လုံးတာဝန်ယူ၍ကျောင်းဆရာကိုလာအောင်က ရေခဲအချိုရေစိတ်လေးနှင့်လက်ဘက်တဝဲကိုတာဝန်ယူသည်ချက်စုကစာရခဲ့သောပဇင်တို့ကြီးသုံးကောင်ပါလာသည့်အတွက် အခွန်အကောက်လွတ်သည်ကောင်းလိုက်တဲ့ပဇွန်စိမ့်တော့ကွာယိုးအကြည့်တင်နင်းနေတော့လာမြည်ပါလားဗျို့နင်းတို့ဘာသာနင်းတို့လောက်ငါအောင်မဲကြီးကြစမ်းပါဟဲ့ငါကအသားစိမ့်ငါးစိမ့်စားရတာမဟုတ်ဘူးအခုတောင်တက်တက်လွတ်စားနေတဲ့ဟာဟဲ့ဒါကြောင့်ထင်တယ်အကြည့်တင်ကိုကြည့်ရတာအသားရည်လေးတွေဝင်းဝင်းဝါဝါနဲ့အရွယ်ကလည်းတင်လိုက်တာအသက်90လို့ပြောရင်ဘယ်သူမှယုံရမှာမဟုတ်ဘူး ဟဲ့ချက်စုသီနာကောင်စကားပြောရင်ဖောက်လာပြီချက်စုဤအရှင်ဖောက်လာမှုကြောင့်ဝိုင်းတကူလုံးစီကားစွာတဟားဟားရေမောတံများလွှမ်းသွားတော့သည်အမိကပဲဥဆောင်နေသလားမသိဒီညအတော်ကလေးတောင်းကောင်းကနှုတ်သွက်ရှာသွက်သောညဖြစ်လာလေသည်ဟာအခုမှတရေရတယ်ဥလောင်ကြီးတွေကျွန်တော်ရေထဲကငုတ်လို့ယူလာတဲ့ပစ္စည်းတခုလက်ဆောင်ပေးခြင်းလေ ဘာပစ္စည်းများပါလဲချက်ဆိုရအလုံးကကြောင်းစရာကိုလာအောင်ကိုပေးမိပစ္စည်းမှာဘာဖြစ်မည်ကိုစိတ်ဝင်စားဖြစ်သွားကြသည်ဒီအတွက်ချက်ဆိုလဲ၎င်း၏ခါ၌ထိုးကအင်ကြီးဖြင့်အုပ်လာသည့်ပစ္စည်းအားစပွဲပေါ်တင်ပေးလိုက်သည်ရော့ဗျာအကွာမင်းအကြီးကလည်းစပွဲပေါ်ရှိပစ္စည်းကိုကြည့်၍အလုံးကတဝါဝါတဟားဟားဖြစ်သွားကြသည် ယူသားသွားကုလအောင်ယူသားသွားရေအောက်ကရတဲ့ဒီလိုမျိုးထူးထူးဆန်းဆန်းပစ္စည်းကိုယူသားသွားဟာကွာမင်းပုံစိုးပန်းစိုးနဲ့ငရန်ကောင်းတို့ကြီးလိုလိုထီးလိုလိုမှုလိုလိုငရုတ်ချပွေလိုလိုပြီးတော့မနှမ်းကောင်းနှမ်းကောင်းကွာအဲ့ဒါကြောင့်ဆရာကုလအောင်ကိုယူသားဖို့တိုက်တွန်းနေတာပေါ့ဆရာကအပေါင်းအသင်းကိုမင်းနဲ့အိမ်မကဖဲအပြင်ထွက်တာများတယ်လေ တည်ကြတယ်ကြောင်းဖွင့်တဲ့ရာသီဆိုဓနုပြုကပညာရည်မှုယုံကိုခဏခဏသွားနေရတာမဟုတ်လားဒီတော့ဆရာကတော်တောင်းတောင်းခင်ဗျာပြင်းနေရှာမှာပဲဒီပစ္စည်းလေးရှိတာတော့မပြင်းတော့ဘူးပေါ့ဟုတ်တယ်ဟုတ်တယ်ယူစားသွားပါဗျာတပည့်သားကမေတ္တာစေတနာရှိရှိနဲ့ပြည့်တဲ့လက်ဆောင်ဆိုတာမငင်းပေကောင်းပါဘူးဟုတ်တယ်နော်ဘောရာတို့ ဟုတ်တယ်ဟုတ်တယ်ယူသာသွားယူသာသွားအလုံးကဝိုင်းဝန်းတိုက်တွင်းကြသည်ကတည်းကချက်စုဤစေရနာကိုအတိမတ်ပြုသည်ကတည်းကပြီးတော့အိမ်မာကငရုတ်ကြွေတပွဲအသုံးဝင်နိုင်သည်တည်းကြောင်းကြောင့်ညပိုင်းဝိုင်းသိမ်းအပြီးအသည်သည်လမ်းခွဲကြလေသောအခါเจ้าဆရာကိုလာအောင်လဲချက်စုလက်ဆောင်ပေးသည့်ကြောက်ချောင်းရှိကြီးကိုခါကြထိုးကအိမ်သို့ယူသွားလေတော့သည်ရက်တွေလတွေကတွေ့၍ ကျောင်းဆရာကိုလာအောင်သည်ချက်စုလက်ဆောင်ပေးခဲ့သောကြောက်ချောင်းရှိကြီးကိုယူဆောင်လာခဲ့သည့်ညကအိပ်ပျော်နေသောတောင်းတောင်းအားမပေးဖြစ်ခဲ့ပဲစာအုပ်စင်ကြားရှိအခန်းတောင်းတနေရာနှင့်ထားလိုက်ရင်ဒုအဖြစ်ကိုမေးမေးပြောပြောဖြစ်နေခဲ့သည်ဒီနေ့မှာတော့ကျောင်းဆရာကိုလာအောင်သည်ဗတ္တလာလက်ခတ်ကလေးကိုဆွဲယူကာလေပန်းခွေနှဲ့လေးသွားကလေးစမ်းသပ်တိခတ်နေခိုက်ဇနီးဖြစ်သူတောင်းတောင်းသည်ပြန်ကျဲနေသော စာအုပ်များကို သူ့နေရာနှင့်သူအစီအစဉ်ရကြဖြစ်အောင်ညီညီညာညာစုပုံဖို့ စာဟုတ်တို့ချင်းကိုဖုတ်ဖက်ခါလိုက်ဖုံတုပ်လိုက်နှင့်လှုပ်ပြီးနဘေး၌တအုပ်ချင်းခိတခဏပုံထားနေထိုအခိုက်အမလီဒါဒါဘာ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 ကြီးလေတောင်းတောင်းရေတန်ကအထိတ်ထိတ်အလန့်လန့်ကိုကိုလာအောင်လှုပ်ပါအောင်ဒါဒါကြီးဘယ်လိုလုပ်အိမ်ပေါ်ရောက်နေတာလဲတောင်းတောင်းဤတန်ကြောင့်ကြောင်းစရာကိုလာအောင်လဲတန်စင်တေးသွားကိုမြုံစွေရတန်လိုက်ပြီးတောင်းတောင်းရောက်လာသည်ဘာဖြစ်လို့လဲတောင်းတောင်းရဲ့ ဒါကြီးကဘာကြီးမေအဲ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 ့ဒါချက်စုရဲ့ပစ္စည်းဟာပါခရီးရှင်ရှင်ဘာရီလောက်လာတာလဲပြပြမှုအချင်းနေမန်ကိုတိမထားလေသည့်တောင်းတောင်းအဖို့ကိုလာအောင်ဤအဖြေစကားကိုဘဝင်ကြလိုက်မည်မဟုတ်ပါထို့ကြောင့်ပင်လွင်လေပြီးသောရက်လာတွေထဲမှတညရာဤအဖြစ်ပြက်ကလေးကိုပြန်ပြောင်းလှက်ဖွင့်လိုက်ရသည်တော့နေပေါက်ပေါက်ရှာရှာတော့လူမြင်ရင်ရှက်စရာကောင်းတဲ့ဟာကြီးမှယူလာတယ် ဒါကိုမြင်ရင်ပန်ဝင်ကျင်ကကျမကိုဘယ်လိုထင်မလဲတော့ဟွန်းရှက်တာနေပဲအသွက်ထွက်တော့မယ်ဟုတ်ပါကွာချက်စုရင်ငုံရင်ရလာတဲ့ပစ္စည်းကလည်းမြင်တာနဲ့ကြောချမ်းစရာကွာယောက်ျားချင်းတောင်ကြောချမ်းရင်မိမတွေဆိုပြောစရာတောင်ရှိမှာမဟုတ်ဘူးဟုတ်ပါတော့ကျမတောင်ညီမြင်ချင်းအသက်ရှူဖို့တောင်မိသွားတယ်ဟဲတောင်းတောင်းရဲ့နင့်စကားကလည်းဘယ်ရောက်လို့ဘယ်ပုံမှန်သိရလားမသိဘူးတော့မသိဘူးအဲ့ဒီပစ္စည်းတော့နမအပြိုကြီးတွေစီသွားပေးပါလားဟဲပေါက်ပေါက်ချာချာကွာ ချက်စုကငါတို့တွေစေတနာသုံးနံပြဋ္ဌာန်းပြီးပြည့်တဲ့ဥစ္စာကိုငါတို့ကသူ့ွယ်ရမှာတခြားပြည့်ပြည့်တယ်ဆိုရင်သူ့စေတနာကိုစုံခါရကြလိမ့်မပေါ်ဟာဒါဖြင့်ဒါကြီးကိုဘာလို့ရမလဲတော့ဟာငရုတိထောင်းတဲ့ကကြရင်အဲ့ဒါကြီးကိုကင်ပြီးထောင်းပေါ့အိမ်မှာလည်းငရုကျွေးကြီးပျောက်နေတယ်မဟုတ်လားတော့သားကြီးလေနောက်ဖေးမှာခွေးဝင်လာလို့ဆိုပြီးတွေ့ကြရနဲ့ကောက်ပေါက်လိုက်တာတော့တဲ့ပစ္စည်းကငရုကျွေးကြီးဖြစ်နေတယ်နီရည်ရဲစင်နေသူ့တရားကျော်ရှိနေတော့မစင်ခိုင်းတော့ဘူးလေ ဒါကြောင့်ဒါကြီးကိုငရုတ်ကျွေးအဖြစ်အသုံးပြုလို့ပြောတာပေါ့ကွာနေရာတကာမှာစိတ်ထားတတ်ဖို့အရေးကြီးပါတယ်ကွာဥပဒဏ်ကြောင့်ဥပဒေဖြစ်တတ်တယ်တောင်းတရဲ့မြို့သီးကိုဒါကြီးမင်းကင်ပြီးမထောင်းရဲရင်ငါကင်ပြီးထောင်းပေးမှာပေါ့ဟုတ်ပြီဒါဆိုရင်တောင်းတောင်းစလုံးတည်းမှာမြို့သီး၆ပုတွေရိတ်စိမ်းထားပြင်အဲ့ဒါကိုထောင်းတောင်းကျက်သူနီ၃လုံးရဲ့ကျက်သူပြူ၂ဥရဲ့ဂျင်းရဲ့ထိတ်ထောင်းထားချင်ဟာဘာရင်တွေချက်မှာမို့လဲတောင်းတောင်းရဲ့ ငနီကတောင်းတရဲ့တူမတွေအမေသားလာပို့လိမ့်မယ်အဲ့ဒါကိုချက်မှာဟာဒါဆိုပို့ပြီးမွေးကြိုင်တင်းမြန်သွားအောင်ဇပလင်လေးပါလှိထည့်ပြီးထောက်လိုက်မယ်လေတဘောတဘောတို့ပြန်ကြောင်းစရာကိုလာအောင်ဤမြေပြူကန်သောလက်သည်ပြစ်စုံပန်းလက်တော်၌ချက်စုထမ်းမလက်ဆောင်ရရှိခဲ့သောကြောက်ချောင်းရှိတဖြစ်လဲငရုတ်ကြွေးကန်လက်တို့အသွင်ကူပြောင်းသွားရလိမ့်ပြီတကားမောင်ပေးလို့မပန်ထိုက်တယ်ညာကအမေသားနှက်ဖြင့် ်စိန်ရစ်ခဲကြသည့်ကျောင်းဆရာကိုလာအောင်တို့မိသားစုမှာအမြဲတမ်းမုံမလင်းမီအိယာမထလေကြဖြစ်တော်လဲဒီကနေ့ကျတော့နေထွက်မှပင်နိုးတော်သည်တောင်းတောင်းရီဘာလို့ကိုလာအောင်တောင်းတောင်းကိုပြောစရာရှိတယ်တောင်းတောင်းလေးကိုလာအောင်ကိုပြောစရာရှိတယ်ဟာပြောစရာရှိတာတွေတူနေကြပါကလားဟုတ်ပါတော့ငါပြောမှာကညာတော့ကမက်ခဲ့တဲ့အိမ်မဲတောင်းတောင်းပြောမှာကလည်းညာတော့ကမက်တဲ့အိမ်မဲပဲ ဒါဖြင့်နိုင်ငံတကာလက်ကမ်းပြုတဲ့ Lady First ဆိုတဲ့မူဝါဒအရာတောင်းတပြောပြခြင်းနဲ့တောင်းတမက်ခဲ့တဲ့အိမ်မက်ကိုအရင်ပြောပြဒီလိုကိုလောက်အောင်ရင်တောင်းတမက်တဲ့အိမ်မထိမ်းပါလေဝိဖြူစင်ကျင်တဲ့ပုဂ္ဂိုလ်တူလို့လို့မိညီမင်းသားလေးလို့လို့သိတော့မသိခွဲဘူးပုဂ္ဂိုလ်တူပေါ်လာတယ်အေးဟုတ်ပြီကဲဆက်ပြောတောင်းတော့အဲ့ဒီပုဂ္ဂိုလ်ကလေတောင်းတကိုပြောတယ်ဟိကလေးမမိယောက်ျားကိုပြောပြပါတဲ့ငါ့ကိုငြိုးချွေးအဖြစ်အသုံးမပြုပါနဲ့တဲ့ ငါတကူလုံးပူလောင်နေပြီတဲ့အဲ့ဒီလိုအိမ်မပြေးတယ်ရှင့်ဒီကနစကားဝိုင်းတွင်တို့တမီးကြီးကပါဝင်ရောက်လာခဲ့ပြီဟုတ်တယ်မိကြီးရဲ့မိကြီးအိမ်မက်မက်တယ်လို့မျိုးတမီးလေးညကအိမ်မက်မက်တယ်မင်းသားနဲ့တူတဲ့ခါကြောကြောဦးဦးကလေတမီးရဲ့ခေါင်းကိုပုတ်ပြီးတမီးရဲ့တမီးမိပေပေကို တောက်မှန်ပြီးပါဦးဦးကိုငရုတ်ဆုံတဲ့ထက်မထောင်းပါနဲ့တဲ့ဦးဦးပူလောင်လို့လို့ပါကွယ်တဲ့ ဟုတ်ဟုတ်သေးတော့ကွာဖေကြီးမက်တဲ့အိမ်မက်လေအဲ့ဒီလိုပါပဲခမရမဲတနာစရာဖေကြီးကိုတောင်းပန်လိုက်တာကွယ်ဟုတ်မှာပေါ့လေသူထောင်းရတာကလည်းငရုတ်သီးရဲ့ကျက်သွင်ပြူနီရဲ့ဂျင်းရဲ့ဇပလင်ရဲ့ဆိုတော့တကယ့်အပူတွေကြီးစုနေတာကိုဒါတော့ငရုတ်ကောင်းမပါသေးဘူးနော်อืมသူစမ်းတာတော့သိကြပြီအခုမက်တဲ့အိမ်မက်ကတူတွေကိုတောင်းမှမဟုတ်ဘူးသူ့ဦးကိုတကယ်နဲ့ပြီးတဲ့အိမ်မက်ဒီတော့အကျိုးမရှိကမှနေတော့ အကျိုးမဲ့မဖြစ်အောင်လို့ဒီပစ္စည်းကိုမူလပိုင်ရှင်ကိုပြန်ပေးခြင်းပြီးမပေးခြင်းရင်မြစ်ထဲကိုပြန်ဆွန့်ပစ်လိုက်ပါကိုလှအောင်ရေနော်။တောင်းတောင်းရင်တွေထိတ်လို့ပါ။အေးပါတောင်းတောင်းရေမင်းစိတ်ချမ်းသာရအောင်လူများရဲ့အိမ်မှာဒီပစ္စည်းမရှိသေးရပါဘူးကွယ်။ကဲကျင်းတ်ပါလား။အင်းအင်းဒီပြဿနာကနည်းနည်းနော်နော်ပြဿနာမဟုတ်ပါ။အခက်မတင်လျင်အိမ်တောင်စုတစ်ခုလုံးပြိုကွဲနိုင်သည့်အနေထား။ဒီတော့ဒီကြောက်ချောင်းကြီးကိုမြစ်ထဲလွတ်ပြင်မီလားဒါမှမဟုတ်မူလပိုင်ရှင်ဖြစ်သည့် ချက်စုလက်ထဲသူပဲရန်လဲပြီးအဲ့ရမြည်လားကြောင်းစရာစဉ်းစားရလေပြီကဲတောင်းတောင်းဘာမှမပူနဲ့ငါအစင်ပြေအောင်စီစဉ်ပေးပါမယ်ကွာပြီးစမ်းအဲ့ဒီပစ္စည်းဟွန်းတောင်းတောင်းအဲ့ဒီပစ္စည်းကြီးကိုမကင်ရဲဘူးကင်ဖို့နေနေတတ်တာမြင်နာနဲ့ကိုရင်ထဲမှာကြက်လိကြက်လိနဲ့တော်စမ်းဟာတော်စမ်းကြောင်စရာကိုယ်တိုင်ကြောက်ချောင်းမတူမရှိဟိုဟာတူတလို့လို့ဒီဟာနှင့်တူတလို့လို့ကိုမိဖို့ကြောင့်တဲ့သွားယူကခါကြတဲ့ထိုးလျက်ခြံထဲမှထွက်လာခဲ့တော့သည် ဥစွာဘယ်ကိုသွားရမလဲစဉ်းစားသည်မြေကန်းစားသို့သွားရလိမ့်မည်လားဒါတော့မကောင်းဘူးထင်တယ်ချက်စုကစေတနာနဲ့ပေးတဲ့ဥစ္စာငါကသွားပြီးလွင့်ပြလိုက်ရင်သူ့စေတနာကိုစော်ကားသလိုဖြစ်လိမ့်မယ်အင်းဒီတော့ငါတို့မိသားစုကြုံတွေ့ရတဲ့အိမ်မက်ကိုပြောပြပြီးမူလပိုင်ရှင်ဖြစ်တဲ့ချက်စုကိုပဲပြန်ပေးတာအကောင်းဆုံးဖြစ်လိမ့်မယ်ထင်တယ်ဟုတ်တယ်ငါချက်စုရှိရာကိုသွားပြီးပြန်ပေးမှဖြစ်မယ်ဒီတော့ဆုံးဖြတ်ပြီးမှတော့ လေးလံတင်းကျပ်နေသောသူစိတ်အာယုံတို့သည်ပေါ်ပါပြေလျော့သွားရလေတော့သည်သူဖြင့်တဖြည်းဖြည်းလျှောက်လန့်လာခဲ့ရာသကောကြီးဈေးကိုကျော်လွန်လာခဲ့သည်ထို့နောက်တလံပြေတလံမကြခင်မှာတော့ချက်စုရှိနေမည်ဘုရားရင်ဤလေးပင်သုံးခန်းတွဲအင်္ဂေဟာစီတို့ရောက်ရှိခဲ့လေသည်အစဉ်သင့်ဆိုသလိုပင် ချက်စုကိုလည်းတွေ့သည်ဘုရားရင်ကိုလည်းတွေ့သည်ဟာဆရာဦးလာအောင်ပါလားလာပါဆရာဘာကိစ္စများပါလဲကိစ္စရှိလို့ပေါ့ကွာ မြင်ပြီးခဲ့တဲ့ဟော်ဒီလက်ဆောင်ကိုငရုတ်ကျပွေးအဖြစ်စုံတဲ့ထက်ထောင်းမိတာနဲ့ငါရဲ့တောင်းတောင်းရဲ့ပြီးတော့သမီးရဲ့ကိုအိမ်မက်ပေးပါရောလားမဟုတ်မှလည်းရောမြင်ပြီးခဲ့တဲ့ကြောက်ချောင်းချီဟာထူးဆန်းမှုရှိတာနဲ့အမျှအစွမ်းအာနိသင်တစ်ခုမဟုတ်တစ်ခုတော့ရှိနေလိမ့်မယ်ထင်တယ်ဒါပေမဲ့ငါတို့တရင်သားလုံးစိတ်ထဲဇနုစနောင်ဖြစ်တာနဲ့အိမ်မှာမထားရတော့ဘူးမြစ်ထဲပြန်လွတ်ပြဖို့ရမှာလွတ်ပြရင်လဲမင်းစေရနာကိုမလေးမစားလို့ရကြမှာမို့ မူလပိုင်ရှင်အစ်စ်ဖြစ်တယ်မင်းရဲ့လက်ထဲကိုပဲဝါခွက်လာအပ်တာချက်စုရဲ့ကဲရော့ပြောလဲပြောဆိုလဲဆိုရင်ခါးကြတွင်ထိုးလာခဲ့သောကြောက်ချောင်းမတူမရှိကိုချက်စုလက်ထဲသို့ပြန်ထည့်ပေးလိုက်သည်ဤတွင်စက္ကနေဆိုသလိုအပတွင်ထိုင်နေသောဖိုးသားရင်ကကြောက်ချောင်းကိုလှမ်းယူကာရှေ့နောက်ဖင်တပြန်ခေါင်းတပြန်စိစက်ဒေချာစွာစူးစမ်းလိုက်သည်မိုက်လိုက်ပါပြီးတော့ကြောင်းဆရာရဲ့ဒါဘာအောက်မိတ်လို့လဲကြောက်ဖို့ကြွယ်ကြောက်ဖို့ခမညာကြောက်ဖို့ ဟုတ်လားဟုတ်တယ်အဲ့ဒါကြောက်ဖို့ပဲပြီးတော့ကြောက်ဖို့ရဲ့ဆန့်ကျင်ပဲကြောက်မှဆိုတာလည်းရှိသေးတယ်အဲ့ဒါတွေဟာတာမန်သူတွေဘယ်လိုမှမသိနိုင်တဲ့အဖို့တန်းဂံဗီရပစ္စည်းတွေပဲကြောင်းစရာရဲ့တို့ကျွန်တော်မှသိမှမသိပဲဥစ္စာသိမှတော့ဒီလိုမျိုးဘယ်သူကလုံမာတယ်လဲအေးလေမသိတော့လဲမသိတဲ့အတိုင်းပဲပေါ့တကယ်တော့အဲ့ဒီကြောက်ဖို့ကိုရလာရင်ရင်းနဲ့တိတိချာချာဆေးရတယ်ဤရင်အမွှေးနှံသားတွေနဲ့ပပြန်းဤရင်တန့်ပြန့်တဲ့နေရာမှာထားပေးရတယ် ဗုဒ္ဓရှင်ပြောဒီကစိတ်ဝင်စားစရာအကောင်းသာဗုဒ္ဓရှင်ကဒီရက်ဒီရွာမှာတော့လူယိုသေးရှင်ယိုသေးနဲ့ရှိမီနောက်မီဖြစ်ပြီးအတ္တအပြင်လဲကြီးမားသူဖြစ်သည့်အပြင်မေရင်လက္ခဏာအရဝိဇာတရမြမဂံပိယပညာတွေကိုလည်းစီးပူတက်မြောက်ထားသူဖြစ်လေသည်ကြောက်ဖို့ကကြောက်မှာပါသူ့နေရာနဲ့သူ အသုံးဝင်တော့ကဟုတ်ကဲ့ကဲချက်စွေမင်းပြည်စီမင်းကိုပြန်ပေးလိုက်ပြီနော် ငါလည်းចောင်းစာကြည့်တဲ့အတွက်မြို့ကအလူခံလို့ရလာတဲ့ဂျာနယ်တွေမဂ္ဂဇင်းတွေဘာသာရေးဆိုင်ရာစာအုပ်တွေကိုစည်းရင်းပြုစရာရှိလို့တွားလိုက်ဦးမယ်ကွာညနေကြမှာစမ်းရှင်တို့ဆိုင်မှာစုံရတာပေါ့ဟုတ်ကဲ့ဆရာကူလာအောင်မူလာပိုင်ရှင်ထံသို့ပစ္စည်းအရင်မန်ကိုပြန်လဲပေးအပ်နိုင်ခဲ့သည့်အတွက်ကူလာအောင်ရင်လဲပေါ်ပါသွားရချေသည်ကြောက်ဖို့ပြင်ကြောက်မဆိုတာရှိသေးတယ်ကြောက်ဖို့ဆိုတာတို့များအမျိုးသားတွေရဲ့ဟိုဟာနဲ့ခက်ဆင်စင်ဒါဆိုရင်ကြောက်မဆိုတာကြာရင်တော့ဟီဟီဟီ အဲ့ဒါသာလက်ဆောင်ရရင်ဖြင့်တောင်းတောင်းကိုအတိမပြေပဲသွားလျာလာလျာဆောင်ကိုဆောင်သွားရမယ်။ကျောင်းဆရာကသူ့အတွေ့နဲ့သူနောက်ကျောင်းပြန်လှည့်ကစာသင်ကျောင်းစီတို့သွားခဲ့ပါချေပြီ။ဤတွင်ချက်စုတို့မြေဖို့သာလျင်ကြံရစ်တော်သည်။ဟေ့ကောင်ချက်စုအဲ့ဒီပစ္စည်းကမင်းနဲ့ထိုက်လို့မင်းရတာအင်မတန်အစွမ်းထက်တာသူ့နေရာနဲ့သူအသုံးချရဖို့တော့လိုတယ်ကွာ။ အသုံးပြုစရာကိစ္စမပေါ်သေးရင်စောစောတုန်းကငါပြောသလိုအမွှေးအကြံတွေနဲ့တန်တန်ပြန်ပြန်ထားပေးရမယ်။နေပါဦးအဖိုးရဲ့အဲ့ဒီကြောက်ဖို့ဆိုတာကဘယ်နေရာမှာအစွမ်းအာနိသင်ထက်တာလဲဟင်ဒီလိုကွာဒီလိုဒီလိုကိုရွေးဘောသားရင်က၎င်း၏အတွေ့အကြုံရပြန်ပြောင်းပြောပြလေရာ ချက်စုလဲရှင်ကြည်ပြုံးပြုံးဖြင့်ခေါင်းတဆတ်ဆတ်ငိမ့်ငိမ့်လေတော့သတည်းချက်စုတို့ကြောင်းစရာတို့ညတိုင်းစရေချရာဘူမိနဲ့တန်နေရာမှန်ဖြစ်သောငိမ့်ချံကဖီးတို့ တန်းလွန်ဝင်လာသဖြင့်အာလုံအံအားတသင့်ဖြစ်သွားကြလေသည်ဟာတန်းလွန်လက်ထက်မှာလည်းဂျိုင်နေဘာလာလို့တာလဲကွာထိုင်စမ်းမအောင်မတွေ့မဆုံပြကြတာအတော်ကြီးတောင်ကြာသွားပြီဟုတ်တယ်ကျောင်းဆရာကြီးချက်စုတို့လိုလူပြိုလူလွတ်တွေမဟုတ်တော့လဲဘယ်လာပြီးလရလရလုံနေလို့ဖြစ်တော့မလို့ဟဲ့ကောင်တန်းလွန်လူရင်းကသာပြောမစီမဆိုင်လက်ပန်းသားဓာတ်နဲ့မဆိုင်နဲ့နေရင်ကိုဖောင်းကနေနေအောင်တိထည့်လိုက်ပါဗျာအရှိန်ကလေးရနေပြီဖြစ်သည့်ချက်စုလဲ သူအပေါ်ကြောတော်တော်လှုပ်လာသောတန်လွန်အားစကားဖြင့်ဖိမ့်လိုက်သည် sorry ကွာချက်စုငါစကားလော့သွားတယ်အခုလာတာအမေနဲ့ခင်မုံတို့တောက်ချင်တယ်ဆိုလို့ဇီးကြံကြီးထွက်ဝဲတာကောင်းတာပေါ့ကွာလူနဲ့တက်ပြီးအဟာရဖြစ်တာပေါ့ဒါထက်အမေဆိုတာပဲသူလဲအမေဆိုတာကျွန်တော်ရောက်ကမှာဒေါ်ကျင်ခကိုပြောတာပါခင်ဗျာကောင်းတယ်ကွာကောင်းတယ်အသက်ရှိတာပေါ့ဘာကြောင့်အသက်ရှိရမှာလဲရောက်ကမှာယူသေးလို့လေစကပုံတော်ရှိသေးတယ်ဗါတဲ့ရောက်ကမှာယူသေးအသက်ရှိဆိုတာလေ ချက်စူဤသာသာနှင့်နာနာကလေးနှစ်ထက်မှုကြောင့်တန်လွန်ခမားဇက်ကလေးပူသွားရှာသည်ဟေ့ကောင်တန်လွန်နင်းနေတော့တော့ကစ်ကွာဟာမဖြစ်ဘူးမဖြစ်ဘူးဒီအနေနဲ့ဆိုခင်မုံကအနာကတ်ခံမှာမဟုတ်ဘူးအမေကလည်းအိမ်ပေါ်ပြည့်တယ်မှာမဟုတ်ဘူးဆရာတို့တွေလေးတောင်တလုံးထောင်ပြီးဆိုရင်ထောင်ပြီးခဲ့မှာပါဒါတော့ခွင့်လိုက်ကြပါနော်နော်နော်လို့ဩတန်လွန်တန်လွန်တန်လွန် မိမမင်းအခင်တော့ကမြာပေလိုက်တေးလိုက်တာလက်လန်တယ်ဟောအခုကြတော့လေတကယ်ကိုမခုတ်တတ်တဲ့ကြောင်တိုင်းပဲကွာဒါကတော့ကြောင်းစရာရဲ့တဘာဝပန်းကလေးတွေတောင်မှရေမီရာသီဥတုလိုက်အယောင်ပြောင်းနေကြသေးတာပဲကျွန်တော်အခုလိုမျိုးကောင်းမွန်တဲ့ပြောင်းလဲခြင်းတွေဝမ်းမသာကြဘူးလားဟင်သာဗဗျာသာဗသာဗခုလိုပဲရာသက်ပန်းလင်းလင်းမမနေသွားနိုင်ပါစေဗျာ ကျောင်းဆရာကလာအောင်ဤလိုက်လိုက်လဲလဲစုဝင်ကောင်းများပေးမှုကြောင့်တန်လန်လဲပိတိအပြုံးတွေဝေစာတော့ဤဒီကနကလေးတယောက်ဖခင်ဖြစ်သောကျောင်းဆရာရဲမြင့်ကတစုံတစ်ခုကိုသတိရသွားသည်အလားတန်လန်ကိုအင်တာဗျူးလိုက်ဟိကောင်တန်လန်ဘာလို့လို့နဲ့မင်းတို့အိမ်တော်တန်တနစ်ကြော်လာခဲ့ပြီနော်ဟုတ်တယ်ဆရာရဲ့ဒါနဲ့တော့ကလေးမချီရသေးဘူးလားဒီစကားကြောင့်တန်လန်ဤမျက်နှာမှာညှို့လျသွားသလိုလိုပင်ရှိတော့သည် ကလေးကြည့်ဖို့နေနေသလားကလေးရှိတဲ့အရေးအယောင်တောင်မှမမြင်ရတာသေးပါဘူးဗျာအမေတို့ကလည်းမြေးမချီရလို့သိမကျင်တတ်ကြဘူးနေပေါင်းကွာမင်းတို့နှစ်ဦးမှာတဦးကများချွေးရင်းချက်ရှိနေလို့များလားမရှိဘူးဆရာရဲ့လုံးဝမရှိဘူးကျွန်တော်နဲ့ခင်မုံအထုကုတွေစီမှာသွားပြီးကြက်မာရေးစစ်စစ်ပြီးပြီးပြီးတော့သူတို့ပေးတဲ့ဆေးတွေသူတို့ညွှန်ကြားတဲ့ဆေးတွေကိုလည်းမချွတ်မချန်စားတာတောက်တာပဲဒါလည်းဘာမှဖြစ်မလာဘူးဒါဆို တွင်တွေကကီလိုမလကချံကိုသွားပြီးဂမ်ဘီယာမုတ်ဆက်စီမှာကလေးယာနီရေရာတွေဘာတွေသွားမတောင်းကြည့်ဘူးလားဘယ်နေလိမ့်မလဲဆရာရဲ့ကျွန်တော်တို့အားလုံးကကလေးယူယူနေကြတာဆိုတော့ဂမ်ဘီယာမုတ်ဆက်စီလည်းရောက်ခဲ့ပြီးပါပြီပြီးတဲ့ရေရာတွေလည်းလုတ်ပြီးခဲ့ပါပြီရေရာတွေပူပြီးခရီးပေါက်ပါစေဆိုပြီးကျွန်တော်နဲ့ခင်မုံတခါမှခွင့်မေးပါဘူးဒါပေမဲ့လည်းအခုထိကိဝင်မရှိကိုဝင်မရှိသေးပါဘူးဗျာ တော်ကညင်၍နားထောင်နေသောချက်စွေကစကားဆလာသည်ဟေကောင်တန်းလုံးမင်းတို့တကယ်ကလေးလူကျင်ကြသလားဟာလူကျင်လိုက်တာမှာတပိုင်းကိုသိနေရပဲချက်စွေရာဘုရားခန္ဓာဖရာဆုံကို စပွန်စာပေါ်ပြီးဖူးရပါစေရဲ့ဒါဖြင့်တလအတွင်မင်းမိမခင်မုံထူးခြားမှုရှိလာစေရမယ်ကိုလလွယ်ပြီးဆယ်လလွယ်စေရမယ်ကွာဟာ တမတော်ကြီးတွေဂမ်ဘီယာမုတ်စိတ်ပါဝင်ဆရာတွေစုံနေတာတောင်ဘာမှထူးခြားမှုမရှိတဲ့ဥစ္စာဟဲ့ကောင်တန်းလွန်ဒီမှာမျက်နာကမင်းတေးသေးချာချာကြည့်ထားစမ်းချက်စုကွာချက်စုနော်အနာကမှာဟောဒီဇဂောကြီးကြီးရွာကနေတမန်းဝင်မဲ့ဆရာကြီးတစုဖြစ်လာမဲ့ချက်စုကွာခေသူမဟုတ်ဘူးရှော့တွေ့ရင် မျော့ကွက်တွေဖြစ်ကုန်မယ်ငါပြောသလိုလုပ်မယ်ဆိုရင်မင်းတို့ကလေးချီရမယ်မင်းတို့နှစ်ဖက်အမေတွေလည်းမြေးချီရမယ်ကွာတကယ် ဩတကယ်ပြောတာဘောကွာငါပြောသလိုဖြစ်မလားယင်ငါအဖိုးအမွေပြီးတဲ့လေးပင်သုံးခန်းအိမ်ကြီးကိုပြစ်ပြလိုက်မယ်မယုံရင်ဥပရိပွဲရထားတဲ့ဆရာကိုလောက်အောင်စီမှာစာချုပ်ချုပ်မယ်ကွာဒီတော့ချက်စုပ်ပန်းမအခိုင်မာစကားဆိုလာတော့တန်းလွန်တွေကနေဖြစ်သွားသည်ပြီးတော့အမွေရလည်းပြောင်းလဲသွားသည်ဒါဆိုပြောပါကွာမင်းပြောသလိုငါလုပ်ပါမယ်ငါတို့ကလေးချီရပြီဆိုမင်းကိုအိမ်ဦးခန်းထားပြီးမင်းရဲ့ယာတပန်းဒီပီကြီးအဖြစ်ခံယူပါမယ် အဲ့ဒါလောက်တော့လည်းမလိုပါဘူးကွာငါအင်ကိုရေတန့်ခုနှစ်ပလင်းလာပေးလိုက်တနေ့ကိုခင်မုံဒဘလင်းကိုအောင်တော့ရမယ်ဇဘူးလုံးချမ်းသာဖရာဝန်းကညောင်မြမှာခုနှစ်ရက်တိတိရုပ်ကစိုးကိုငပြောသည်တကြဖြူပြီးသွားကန်လို့တတ်သမီးရဖို့ဆူတောင်းရမယ်နော်ကန့်ဘယ်နဲ့လဲလုံမယ်ကွာ လုံမယ်တန်လွန်တယောက်အတော်ကလေးရှင်လန်းတက်ကြွနေသည်ကိုမြင်ရ၍အားလုံးမှပျော်နေကြတော့သည်တန်လွန်ပြန်သွားတော့အားလုံးလည်းလက်ကြံခွက်ကိုစီကင်လျက် Cheers! ဟူ၍အော်ပြီးတကားလားဖန်ခွက်အတီးတီးကို ကစင်လွှတ်စေလိုက်လေတော့တည်းသိတိရှင်ကြောက်ဖို့နာယီလက်ထံတွေကတရွေ့ရွေ့နဲ့လက်ရာရဲ့လက်ပံရင်းရက်တွေကိုဒုပွားစေခဲ့ဤဒုမသတင်းပံများပြီးတော့လတလာပန်းသတင်းလင်းချင်းဆောင်တို့လူသတင်းကိုဖြင့်မြည်သည့်အခါချင်းငွေတစိုးလက်ဆောင်များမပေးရပါဘဲနဲ့လူချင်းဆောင်တတ်သည့်ဆိုခြင်းမှာမှန်ကန်လာပါပြီတောင်းစကောကြီးစီထဲမှာလည်းအုပ်အုပ်ကြက်ကြက် ။ဓနုဗျူကိုခုံဆင်းမိပဲ့ရောင်မော်တော်စိတ်မှလည်းအုပ်အုပ်ကြက်ကြက်ဒီလိုမျိုးအုပ်အုပ်ကြက်ကြက်တို့ဤမြေပြားခံရကတန်လွန်မဆာ၍ပူပူကွာကွာဝါဝပိန်ပိန်သူများအကြောင်းကိုစရီလောက်တော့ပြောလိုက်ရမှခမင်းစားမြင်တတ်ကြလေသောအဋ္ဌိယအနယ်ဝင်မိမသားတွေပါရီလေဇေရကကိုမျိုးမြင့်အတုဆိုင်မှာလဲတန်လွန်တို့နဲ့ပတ်သက်သည့်စကားပဲဖြစ်ဟဲ့မပန်းနိုင်ဇီယုံကြီးတွေကအမှုတော်ဆောင်တွေအထယ်အဝတ်တွေရောင်းနေခင်မုံတရင်ကြပြီလား ဟင်းအေးပါလေတန်းလုံနဲ့ခွာပြေးသွားကြရလို့လားခွာလေးမပြေးဘူးအဟွာလေးမကွဲဘူးအိုးကောင်မငါစကားပြီးဘေးရောက်လို့ဘေးပေါက်သွားပါလိမ့်ငါပြောတာအဲ့ဒါမဟုတ်ဘူးဟေးခင်မုံမှာကိုဝင်ရှိနေပြီတဲ့ဟေးဟုတ်လားဒါဆိုကောင်းတာမို့ဤညီစိုကုတင်ငင်းနဲ့မင်္ဂလာဆောင်ပြီး6လတောင်မကြည့်သေးဘူးကလေးရတာမဟုတ်ဘူးလားမိနှင်းအေးဒါဒါကဒါကငါတို့ကမင်္ဂလာပွဲမချင်းပခင်ကလေးကတယောက်နဲ့တယောက်မြစ်တာပနဲ့ရက်ခဲ့ပြီးကြလို့ပါဤတော်စမ်းပါမိနှင်းရောင် ပိုတိုတော့ဗီဒီယိုဇလန်းလီလေးကလို့အုံနှလုံးနာစရာစကားလုံးတွေပြပြမလေးစမ်းပါနဲ့ဤတို့မိမချင်းတွေတီတိုတီတိုတဖန်ဘိုးလုံနေကြတဲ့သို့စမ်းချင်းတို့ဤငញ្ញံကပိမာလဲတန်လွန်တရင်ကလက်ဖက်ရည်ရှယ်ကြစိမ့်ပေါ်စိမ့်ပုံမှန်တို့ဖြင့်တွတ်တူပြီးအဟာရဖြစ်နေကြလေသည်သာသမီယူယူနေတယ်တန်လွန်ကြီးကတော့ထီပေါက်တာပေါ့ကွာဟုတ်တယ်ကွာ တန်လွန်ကကလေးဆိုသိချစ်တတ်တာအင်တော်မကြခင်ကမြာသူ့နမနဲ့တော်ကောင်းဖူးစော်ကြီးတို့ပူဇော်ဖက်ပြီးရလာတဲ့တူတူမကလေးတွေဆိုလက်ထက်ကကိုချတာမဟုတ်ဘူးအခုလိုမျိုးကိုရင်ကဖြစ်လာမဲ့ကိုသွေးကိုသားဆိုရင်တော့ပြောလို့ကိုသုံးမှာမဟုတ်ဘူးမနဲ့မုံမလင်းသေးဘူးမော်တော်စိတ်မစင်းခင်ဝီလီဝီလင်းမှာငါလိုလိုစပူမှာရှိသေးရဲ့လားဟေ့ဆိုပြီးအတန်ပြေးကြီးနဲ့អော်လို့လက်ကမောင်းတောင်တဖြောင်းဖြောင်းခတ်နေလိုက်သည်ဒါဘောကွာတာဦးအယူဆိုတဲ့စကား မနေ့တုန်းကမော်တော်စိတ်မှာလဲရုပ်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 နဲ့သူကလေးဖြစ်ဖြစ်တော့မဲ့အထင်းအမှတ်အဖြစ်အခုတခေါက်အသွားပြန်ကို မော်တော်ဖရီးဆိုပြီးရင်ညာလိုက်တာကွာဘာပြောကောင်းမလဲချက်ချင်းကိုဂရုကူးမဲ့သူတွေဆင့်ချလာတော့တာပဲမော်တော်တစ်စီးလုံးကိုခြေချစရာတော့မရှိဘူးဆိုပဲဩယူတာယူတာဒီလိုမျိုးကလေးဖခင်လောင်းတန်းလွင်ဤစကားကစကောကြီးရွာတရွာလုံးတို့လေပြေတုတ်လိုက်တိုင်းတယောက်မှသည်တယောက်နားတို့ ရောက်သွားကြလေရာညနေမှအိယာဝန်တဲ့ဖြင့်နေပင်ထုံးမှနွရသာကျောင်းစရာကိုလောက်အောင်အဖို့တောင်းတောင်းဈေးမှပြန်အလာအနီတန်လွန်တဲ့ရင်ကို ကြားသိလိုက်ရပါတော့သည်တောင်းတောင်းလေးလီဒီတဲ့ရင်ကြားရတော့တန်လွန်တွေဝန်သားလိုက်တာအင်းတော်တစ်ခုဖြစ်လာရင်လင်မယားနှစ်ယောက်ဖို့သာသမီဆိုတာလိုတယ်လေလိုအပ်တာပေါ့သာသမီဆိုတာမိခင်နဲ့ဖခင်ကို ပြည်လီအောင်ဆက်သွေးပြီးတန်ရုံစင်ကျူတရာလေးတွေနဲ့တူတယ်လို့၆ကနေတဲ့ဝင်းကျင်လေးကိုတာယာအောင်ဖန်တီးပြီးမဲ့ဆဲလင်းကလေးတွေနဲ့လည်းတူတယ်လို့ဆိုရမယ်နော်အလဲတောင်းတောင်းရဲ့စကားဥမာလင်္ကာတွေကလည်းအစ်စ်မနှိမ့်တော့ပါကလားညမစာပြတယ်ဆရာရဲ့ကြော်ကောင်းပြီးတာပါပြီတယ်ဗျာအောင်မတောင်းတောင်းကိုသိမမြောက်နဲ့ဒီလိုပြောတဲ့ဆိုတတ်တာဟာကုလအောင်အင်ကိုယူလာတဲ့စောင်းပြီကိုဖတ်ရှုမိတဲ့အကျိုးကြောင့်ပဲရှင့်အဲ့ဒါပဲပေါ့ကွာစာပေစကားနေတိုင်းကြကမရလိမ်ပါတယ်ဆိုတာပဲ ငါလည်းတန်းလွန်အကြောင်းကြားရတော့ဝမ်းသာတာပေါ့ကွာဒီကောင်ကြီးဒီဘက်မှာရှုံသွားပြီအနိုင်ရလိုက်တာကတော့ချက်စုပဲတန်းလွန်နဲ့ချက်စုကဘာလို့အလောင်းစားလှုပ်ထားကြလို့လဲရင်လောင်းစားဥပဒေကကြောက်စရာနော်တို့ကြရုံရောက်ကဲ့ရောက်နေအဲ့ဒီလိုမျိုးမဟုတ်ပါဘူးငါမိမဆရာကတော်ရဲ့အဖြစ်ကဒီလိုကွာဒီလိုခုဆိုလျက်တန်းလွန်လာပေါ်သောရေတံဘူးခုနှစ်ဘူးတို့မှရေလိုအားပုံလွတ်တခုနဲ့တွင်ထည့်စေကြောင်းထို့နောက်ထိုရေများတဲ့သို့တောင်းတောင်းတို့မိမသားတွေရင်တုံပန်းတုံဖြစ်လောက်အောင် ဘုံတရန်တုရဲအရွယ်စားထူကြသောကြောက်ဖို့အားစိန်ထားကြောင်းညနေဘက်၌ကြောက်ဖို့စိန်ပြီးသားရေတို့ကိုရေတံဘူးလွင်များတွင် ပြန်ထည့်ပေးလိုက်ကြောင်းခင်မုံအားနောက်ရမစား၍တနေ့တဘူးတောက်စေကြောင်းအဆိုပါခုနှစ်ရက်အတွင်းတတ်တက်လွတ်စားခြင်းဇဘူးလုံးချမ်းသာဘုရားသို့သွား၍ညောင်မင်းဆောင်ယုတ်ကဇုထံသာစုပန်လျက်ငပြောသည့်တရားဖြူပွဲတော်ပကံကိုစက္ကစေခဲ့ကြောင်းခရီးစစ်တွင်ကြပြောဆိုလိုက်သောအခါတောင်းတောင်းခမရမဇက်အဟောင်းသားဖြစ်သွားရှာလေတော့သည် ။ဒါဆိုရင်ချက်ဆွေရဲ့ကြောက်ဖို့ဆိုတာတိတိပြေးွားတဲ့ကြောက်ဖို့ပဲဖြစ်ရမယ်။ဖြစ်နေတာပေါ့တောင်းတောင်းရဲ့။မတိလို့မရအောင်မယ်။အဲ့ဒီတိတိရှင်ကြောက်ဖို့စိန်ထားတဲ့ရေကိုတောင်းတောင်းလေတောက်မိရင်ဘယ်လိုဖြစ်မလဲမသိဘူးနော်။ဟာတောက်เสียမလို့ပါဘူးတောင်းတောင်းရဲ့။တောက်ဖို့တော့စိတ်မကူးပါနဲ့။ခုဟာကတန်လွန်မစွမ်းလို့ကြောက်ဖို့တိတိရှင်က ကုညီဆွမ်းဆောင်ပေးလိုက်တာပါ။ကုလောင်ကတော့ဘာဆွမ်းတယ်လဲမမင်းနဲ့။ကရသားချက်ချက်ထားတယ်ဘဲသာဟင်းဦးရေက ဘဲကောင်းကြီးတစ်ခုလုံးကိုတော့တစ်ချက်ကလေးမှသွားနိုင်လဲမညိရှာနိုင်လဲမထီပဲရှစ်လွခနဲ့ဖြူနိုင်တဲ့ပုံကူပဲကွာကိုနေတောင်းတောင်းတို့ရဲ့အင်တော်တန်းတစ်လျှောက်မှာဘာအမြအဖို့အထရှိခဲ့လို့လဲဘယ်ကိစ္စမစိုးတောင်းတောင်းပြီးမှာပဲကိုပြီးခဲ့တယ်ပဲမဟုတ်လားအိုးတော်ပါဒီမှာဟင်းချက်နောက်ကြတော့မယ်သဲဆိုလည်းရဲ့အင်ပါတက်ပြီးမိဘကြောင့်တို့ဝင်သွားလေရာကျောင်းဆရာကိုလာအောင်ခမရပြုံတုံတုံဖြစ်လျက်ကြံရစ်ခဲ့လေတည်း ုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကိုရွှေတော်သားဤပြောရရင်အော့ချသွားမယ်ဆိုတဲ့ဟာတာဝုဒ္ဓစာအုပ်ကိုအပိုင်းကားနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားပေးကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်း6ဇာသိမ့်ပိုင်းမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ဖုံးမြတ်ထင်ပါခင်ဗျာ